မေဆန်ဂရင်းကိုအကြောင်းပြောရအောင်အားလုံးမင်္ဂလာပါ OK ဘက်ကနေကျေးဇူးပါရီမေဆန်ဂရင်းကမနစ်ကရောဒီနေ့မှာပါမာဆီမာတော်တော်လေးကိုအာကွာရီကစားသမားဖြစ်နေတဲ့အုံခံနေပါရီသူရဲ့ဓာတ်ရိုက်ဆန်နေကစားဟန်အားပါပြီးတော့တီးကြတဲ့ကန်ချက်ဒီနေ့ခံမရခက်လောက်အောင်ဘေးနဲ့ရောညာထဲမှာခံနိုင်တဲ့စွမ်းရည်ဒီနေရာယူနိုင်စွမ်းရည်ပြင်နောက်ပိုင်းသူရင်းချက်လာနေမြပို့ပြီးတော့မြင်သာလာတဲ့ဖန်နီးနိုင်စွမ်းရည်ကြောင့်သူဟာတော်တော်ကိုဒုတက်လာတာပါအလိုက်ဒီပြေးထွက်ပုံတွေကလည်းကောင်းပြီးတော့တေယူကျော်ဖြတ်နိုင်စွမ်းကလည်းကောင်းပါရင်ဒါလေးဆမ်းမဟုတ်ပါဘူး ယူနိုက်တက်မှာရှိနေစဉ်ကာလကလေးကသူ့မှာအဲ့ဒီလာလာတွေပြထားပြီးသားဖြစ်ပြီးတော့ဆိုင်လက်ဂရင်ကလည်းလာလာအရှိဆုံးလူငယ်လို့သမုတ်ခဲ့တာပါ။ဒါမှင်ကိစ္စတွေအားထင်ထားသလိုဖြစ်မလာခဲ့ပေနဲ့သူကိုယ်တိုင်လုခဲ့တဲ့မာရီယာပဲသူ့ကိုဆွေးချသွားခဲ့ပါရီ။ဘောလုံးမကစားတော့မလို့ဖြစ်သွားခဲ့ပြီးတော့စပိန်ကိုအငားရီထွက်ကစားရမျိုးတွေနဲ့တိုက်ခိုက်ခံရတာမျိုးတွေဘောင်းဆောင်ကိုကြုံတွေ့ခဲ့ရတာပါ။အသက်20ရွယ်လူငယ်ကစားသမားတယောက်အတွက်တော့တော်တော်လေးကိုကြီးမားရီဖီအားရီဆိုပေမဲ့ဘယ်သူမှပြုမိမိမှုပါပဲ။ မလီမာတခါမိုက်မိပြီမင်းပြန်ပြေးရတာများတာတော့လူထုံးစံတစ်ခုပါမာစီယိုရောလာတော့ကမျိုးရုံဝါစာဒီကစားသမားကိုခေါ်ရကောင်းလားဆိုပြီးတော့ပြဿနာထရှာတာမျိုးတွေကြုံခဲ့ရပါပြီမျိုးကန်ဒီထဲမှာလည်းမကြည်နေတဲ့သူတွေအများကြီးပါပဲဒါပေမဲ့သူ့ရဲ့ခြေစွမ်းတွေကြောင့်မင်းမျိုးကန်ဒီထဲမှာအဲ့ဒီအတန်ကြီးတိတ်ဆိတ်လာပြီးတော့နောက်ပိုင်းလက်ခုပ်တန်တွေကိုသိမ်းပိုက်လာပါပြီခြေစွမ်းရတော့ထိုက်တန်နဲ့အတိမတ်ပြူးမှုပါပဲဒါပေမဲ့အတိတ်မှာသူလုပ်ခဲ့တဲ့ကိစ္စလွမ်းမိုးနေတော့ထင်ထားသလောက်ထင်ပေါ်လာတော့လည်းမဟုတ်တော့ပြန်ပါဘူးတကယ်တော့သူကနာမည်တန်းတစ်ခုထွက်ရတော့မယ့်အနေအထားမျိုးပြနေတာပါ သူ့ရဲ့ခြေစွမ်းနဲ့နာခက်ကစေမကောင်းစရာအကောင်းကိုဓာတ်ရိုက်မချနိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူဟာခြေစွမ်းကောင်းရင်တော့ကြီးမားတဲ့အသင်းတွေကိုပြောင်းဖို့အခွင့်အလမ်းခက်ပါရီ။ရှေ့မှာပြောခဲ့တဲ့လိုပဲသူကိုယ်တိုင်လုပ်ခဲ့တဲ့အမအနေမျိုးဖြားခံတာပါပဲ။ပြရလို့ခေါ်တဲ့ public relation ကိုအရင်ကြီးရတဲ့အသင်းကြီးရှင်တော်မောင်းဆောင်ကနေကြီးခံနေရတဲ့အသင်းကြီးတွေအတွက်တော့သူ့ကိုခေါ်ဖို့ဆိုတော့တော်တော်လေးခက်တဲ့ကိစ္စပါ။ ခေါ်လိုက်တာနဲ့လူလူအမြင်မျိုးမျိုးနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါရီဘရီတန်မုတ်တဲ့ဟိတာတွေတော့ကလည်းပြောစရာလမ်းဖွင့်ပေးလိုက်တယ်လို့ဖြစ်သွားမှာပါဆိုတော့ green ကခြေစွမ်းထက်မြက်နေအောင်မှာနောက်ထပ်၃နှစ်လောက်ထိတော့ဒီလိုပဲကစားနေရလိမ့်မယ်လို့ယူဆပါရီသူတဲ့နဲ့ဆက်ကားလောက်ရတဲ့အချိန်ကျမှသူလည်းနောက်ထပ်အမားရီပြန်မလုပ်တော့ဘူးဆိုရင်တော့အခွင့်အလမ်းနေပို့ပြီးတော့ရလာနိုင်မှာပါအဲ့ချိန်လောက်ဆိုရင်တော့သူ့အမားကသူပြုတ်ပြင်းပြီးတော့အကောင်းဆုံးနေနေတဲ့လူတစ်ယောက်ဖြစ်နေဒုတိယအချိန်ခွင့်ရေးပေးဖို့ပြောလို့ဆိုလို့ရလာမှာပါဒါလေသူတကယ်အရင်လိုချစ်ကငယ်လူငယ်တယောက်မဟုတ်တော့ဘူး ရင်းကျက်တဲ့လူကြီးတယောက်ဖြစ်လာပြီးပြုပြင်ပြောင်းလဲသွားပြီလို့သက်တည်ခံနေနိုင်မှာပါမဟုတ်ရင်ချိန်မီပြန်ရှော့ချသွားနိုင်ပါ ರೀ ဆိုတော့ green war ဘလောက်ပဲခြေစွမ်းအဖြစ်ကောင်းကောင်းဂိုးရီသွေးနေနိုင်အောင်တော့နောက်ထပ်နှစ်နှစ်ကျော်လောက်ထိတော့တင်းတင်းနဲ့ချိန်ဆက်ဖို့ဒါမှမဟုတ်သူအာယုံကြားရေးလူကြီးတခုကိုပြန်လာဖို့ဆိုတော့ခက်နေမှာပါခြေစွမ်းကတော့သူကတော်တော်လေးကိုရင်းချက်လာနေပါပြီဒါပေမဲ့ဒီပြဿနာကြီးကြောင့်ပဲသူပြခဲ့တဲ့ရင်ကားဖြစ်တဲ့ဇွမ်းလောက်ထိတော့ဖြစ်ချင်မှလည်းဖြစ်တော့မှာပေါ့လေ